အာနာသိန်းစစ်ရှုံးကောင်စီရဲ့အကြမ်းဖက်မှုတွေကိုတည်င်းမှတ်တမ်းတင်တဲ့အခါဘား6လုံးပါဖို့အရေးကြီးသလားအဲ့ဒီဘား6လုံးဆိုတာဘာတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုမပြောခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe ပြုလုပ်ပေးခဲ့ပါအောင်ခင်ဗျာဟုတ်ကဲ့ဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာတွေကတော့ ကျွန်တော်တို့တွေရဲ့ဒီတော်လန်ရေးကာလမှာအကျန်းဖက်စစ်ရှုံးကောင်စီရဲ့မတရားမှုတွေအကျန်းဖက်မှုတွေကိုတည်င်းရေးတဲ့အခါတည်င်းတွေမှတ်တမ်းတင်တဲ့အခါမှာမပါမဖြစ်ပါဖို့လိုအပ်တဲ့အရေးကြီးတဲ့အချက်တွေကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအချက်တွေကိုတည်င်းသမားတွေတည်င်းထောက်တွေကတော့ဘာ၆လုံးလို့အလွယ်သုံးရပါတယ်။ဒါတွေဟာကျွန်တော်တို့ရဲ့အခြေခံစစ်တမ်းမ်းမှာ တင်ကြားခဲ့ရတာတွေကိုကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဗဟုသုတရစီဖို့ကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီဘား6လုံးကဘာတွေလဲဆိုရင်နံပါတ်1ဘသူကနံပါတ်2ဘသူကိုနံပါတ်3ဘယ်နေရာနံပါတ်4ဘယ်အချိန်မှာနံပါတ်5ဘာကြောင့်နံပါတ်6ဘလို့လှုပ်လိုက်တယ်ဆိုတာပဲဖြစ်ပါတယ်။ဒါတွေကတော့သတင်းတပုတ်ရေးတဲ့အခါမှာအလွန်အင်မတန်မှကိုပါဖို့လိုအပ်တဲ့အခြေခံအကျတွေဖြစ်ပါတယ်။ ဒီအချက်တွေကိုအင်္ဂလိပ်လိုဆိုရင် 5WL18 လို့သုံးပါတယ်။အဲ့ဒါတွေကတော့ဘာတွေလဲဆိုရင်တော့ who where when what why and how ဆိုတာပဲဖြစ်ပါတယ်။အလွယ်တကူမှတ်မယ်ဆိုရင်တော့မြန်မာလိုကျွန်တော်တို့မှတ်တာကတော့ကားကိုနေရာချိန်ခါကြောင်းပြောလို့လေအလွယ်တကူမှတ်လို့ရှိပါတယ်။ဒီနေရာမှာကျွန်တော်ပထမဆုံးဘာတလုံးဖြစ်တဲ့နော်ဘသူကားဆိုတဲ့ဘာကိုရှင်းပြခြင်းပါတယ်။ဒီနေရာဟာ ျွန်တော်တို့ကိစ္စရက်တွေကိုဖြစ်ပြက်တိုင်းဖြစ်ပြိုက်တိုင်းမှာအဲ့ဒီကိစ္စရက်တွေတိုင်းမှာကျူးလွန်သူနဲ့ကျူးလွန်ခံရသူရဲ့လို့တိတိကျကျပါဖို့ပါပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီပထမဆုံးဘာဖြစ်တဲ့ဘသူဆိုတာကိုဖော်ပြဖို့လိုအပ်တာပါဒီအဖြစ်အပျက်တွေတိုင်းမှာကျူးလွန်သူကဘသူလဲကျူးလွန်ခံရသူကဘသူလဲဒါတွေကိုတိကျမှန်ကန်အောင်ဖော်ပြပေးမှသာကျွန်တော်တို့ရဲ့သတင်းတွေကို ဖတ်တဲ့သူကရှင်းလင်းစွာသိရမှာပဲဖြစ်ပါတယ်ဥပမာစကိုင်းမှာတော့ပြည်သူတွေအကြိုက်ခံရပြန်ပြီလို့ရေးသားတယ်ဆိုရင် ကျူးလွန်ခံရသူဟာပြည်သူတွေလို့သိရပေမဲ့ဒီကျူးလွန်သူကြိုက်တဲ့သူဟာဘယ်သူလဲဥပမာ ခွေးကကြိုက်တာလားဒါမှမဟုတ်စစ်ရှုံးကောင်စီရဲ့စစ်ခွေးတွေကကြိုက်တာလားဘာကကြိုက်တာလဲစသဖြင့်ဒွိဟဖြစ်စီပါလေဒါကြောင့်မတရားမှုကျူးလွန်သူဟာခွေးဖြစ်တယ်စစ်ခွေးဖြစ်တယ်တိထက်ပူတိကျသေးကြဘူးဆိုရင် အာနာသိန်းစစ်ရှုံးကောင်စီရဲ့ဘယ်တရင်ဘယ်တက်မှဘိုးဘသူဘယ်စစ်ကြောင်းကအစဖော်ပြပေးနိုင်ရင်အကောင်းဆုံးပဲဖြစ်ပါလေ ဒါတွေကတော့ကျွန်တော်ပြောသွားတဲ့ဘာ6လုံးမှာအရေးကြီးဆုံးဖြစ်တဲ့နံပါတ်1ဘသူဆိုတဲ့ဘာတလုံးပဲဖြစ်ပါတယ်။ဒုတိယဘာတလုံးဖြစ်တဲ့ဘသူကိုဆိုတာကတော့ဆောင်းနာကျွန်တော်အထက်မှာပြောခဲ့သလိုပဲကျူးလွန်သူရှိတယ်ဆိုရင်ကျူးလွန်ခံရတဲ့နစ်နာသူလည်းရှိပါတယ်။ဒါကြောင့်ဒီကျူးလွန်ခံရသူနစ်နာသူကလည်းဒီသတင်းတစ်ပုဒ်မှာဖော်ပြပြီးဖို့ရန်အတွက်အင်မတန်အရေးကြီးပါတယ်။ဖြစ်စဉ်တစ်ခုကိုဖော်ပြတဲ့နေရာမှာ ကျူးလွန်ခံရသူကို ဖော်ပြပုံမှားတာတွေမပြည့်စုံတာတွေကြောင့်အဆိုပါကျူးလွန်သူဟာပူပြီးတော့တောင်မှပဲနစ်နာစေနိုင်ပါတယ်။ဒါကြောင့်ဖြစ်စဉ်တစ်ခုကိုဖော်ပြတဲ့အခါမှာဒုတိယဘာတလုံးဖြစ်တဲ့ဘသူကိုဆိုတာကိုကျွန်တော်တို့ဂယုတစိုက်ဖော်ပြပြီးဘူးလိုအပ်ပါတယ်။တတိယမြောက်ဘာတလုံးဖြစ်တဲ့ဘယ်နေရာဆိုတာဟာအဖြစ်အပျက်တစ်ခုဖြစ်ပျက်သွားတဲ့နေရာကိုပြောချင်တာပဲဖြစ်ပါတယ်။ဥပမာဘယ်တိုင်းဒေသကြီးမှာဖြစ်ပျက်တဲ့အဖြစ်အပျက်လဲ ဘယ်မျိုးဘယ်ရက်ွက်ဘယ်ကြီးရွာမှာဖြစ်ပျက်တဲ့အဖြစ်ပျက်လဲအဲ့ဒီထက်ပိုပြီးတိကျဖို့ဆိုရင်တော့ဘယ်လမ်းမှာဖြစ်ပျက်သွားတာလဲပြီးရင်နေအိမ်ထဲမှာလားဒါမှမဟုတ်အများပြည်သူရှိတဲ့ဈေးမှာလားဒါမှမဟုတ်ကျောင်းမှာလားစေယုံမှာလားစသဖြင့်နေရာအတိအကျကိုဖော်ပြပေးဖို့လိုအပ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေဝိထုတစ်ပုဒ်ရေးတဲ့အခါမှာ ကာလာဒေတာနောက်ခံဆိုတဲ့အရေးကြီးတဲ့အင်္ဂါရဲ့တစ်ပါးကမဖြစ်မနော်မဒီမဖြစ်မနေပါဖို့လိုအပ်တယ်လို့မျိုးတည်င်းတပုတ်ရေးတဲ့အခါမှာလည်းအဲ့ဒီတည်င်းကဘယ်နေရာမှာဖြစ်ပြတ်သွားတယ်ဆိုတာကိုအတိအကျဖော်ပြပေးဖို့လိုပါတယ်။အဲ့ဒီလိုမျိုးနေရာကိုအတိအကျဖော်ပြမပေးထားဘူးဆိုရင်တော့ဒီအဖြစ်ပြက်ကြီးကဟိုနားလို့လို့ဒီနားလို့လို့နဲ့ဝေဝါးသွားစေနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်တတိယမြောက်ဘာတလုံးဖြစ်တဲ့ဘယ်နေရာဆိုတာကလည်းအင်မတန်အရေးကြီးပါတယ်။နောက်ထပ်စတုထမြောက်ဘာတလုံးဖြစ်တဲ့ ဘယ်အချိန်ဆိုတာကလည်းအထက်မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေလိုပါပဲစစ်ရှုံးကောင်စီက24နာရီပတ်လုံးပြည်သူတွေအပေါ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်တာစားတဲ့အကြောင်းအရာတွေကိုရည်ရဲချက်ရှိရှိနေရာအနှံ့ပြုတ်လုနေခဲ့တာပဲဖြစ်ပါလေ ဒါကြောင့်မို့လို့ဒီစစ်ရှုံးကောင်စီကျူးလွန်နေတဲ့မတရားမှုတွေက24နှစ်ကာလပတ်လုံးအချိန်မြင့်မြတ်ကျူးလွန်နေတာတွေဖြစ်တဲ့အတွက်ဘယ်နေရာဘယ်အချိန်မှာကျူးလွန်ခဲ့တယ်ဆိုတာကိုတိတိကျကျဖော်ပြပြီးဘူးရန်အတွက်ဒီအချိန်ဟာအရေးကြီးပါတယ်ဒါကဒီနေရာမှာပဲလားဆိုတော့မဟုတ်ပါဘူးတခြားသောသတင်းတွေအဖြစ်အပျက်တွေကိုရေးသားတဲ့အခါမှာလည်းအချိန်ကိုအတိအကျဖော်ပြပေးဖို့လိုအပ်ပါတယ်နေ့မှာဖြစ်တာလားညမှာဖြစ်တာလား ဘယ်နှစ်နာရီဘယ်အချိန်မှာဖြစ်ပျက်သွားတာလဲဆိုတာကအစကျွန်တော်တို့ကတိတိကျကျဖော်ပြပေးဖို့လိုပါတယ်။နောက်ထပ်ပြစ်စမမြောက်ဘာတလုံးကတော့ဘာကြောင့်လဲဆိုတာဖြစ်ပါတယ်။အဖြစ်ပြက်ကိစ္စရဲ့အတိုင်းဟာအကြောင်းကြောင့်အကျိုးဖြစ်တယ်လို့ဆိုထားကြတဲ့အတိုင်းပါပဲ။ဒီကျွန်တော်တို့ရေးသားမဲ့တည်င်းတွေကျွန်တော်တို့မှတ်တမ်းတင်မဲ့အကြောင်းအရာတွေဟာလည်းအကြောင်းအရာတစ်ခုကြောင့်ဖြစ်ပျက်လာတဲ့နောက်ဆက်တွဲအကြောင်းအရာတွေဖြစ်နေတာမျိုးပါ။ဒါကြောင့်မို့လို့ဘယ်အကြောင်းကြောင့် ဘာကြောင့်ဒီလိုအဖြစ်ပြက်တွေဖြစ်ပျက်လာရသလဲဆိုတာကိုဖော်ပြပေးဖို့လိုပါတယ်။ဒါမှသာလင်းတိကျသေးတဲ့သတင်းတပုတ် ဖြစ်လာမှာပါ။စစ်ရှုံးကောင်စီအနေနဲ့ပြည်သူတွေအပေါ်ကိုကျူးလွန်နေတဲ့မတရားမှုတွေဟာဆိုရင်လည်းအကြောင်းရင်းရှိပါတယ်။အဲ့ဒီအကြောင်းရင်းကတော့ဘာတွေလဲဆိုရင်ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေကိုရန်တိုက်ပေးတာ၊သွေးခွဲတာ၊အနေဝေးစေချင်တာပဲဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုတွေကိုပြည်သူတွေအနေနဲ့မိမိရဲ့ကြီးရွာရက်ွက် ပဝင်းကြီးနေမှာလက်ခံထားသည့်စစ်ရှုံးကောင်စီဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေချောင်းကနေတိုက်ခိုက်တာပြုလုပ်နေမှာပဲဖြစ်ပါလေဒါရီယာဘာကြောင့်လဲဆိုရင်တော့နင်တို့ပြည်သူတွေအနေနဲ့ဒီတော်လန်ကြီးအင်အားစုတွေကိုနင်တို့ရဲ့ပဝင်းကြီးမှာလက်မခံနဲ့ဆိုပြီးတော့သူကရည်ရွယ်ချက်ရှိရှိပြောချင်တာပဲဖြစ်ပါလေပြည်သူတွေကိုအကြောက်တရားနဲ့တော်လန်ကြီးအင်အားစုတွေကိုတွေးခွဲနေတာပဲဖြစ်ပါလေအခုကျွန်တော်ဖော်ပြပေးမယ်နောက်ဆုံးဘာတလုံးကတော့ဘယ်လိုပုံစံကျူးလွန်ခဲ့တယ်ဆိုတာကိုပြောရမှာရေးရမှာပဲဖြစ်ပါလေ စစ်ကြုံးကောင်စီဟာသူတို့ရောက်တဲ့နေရာဒေသတိုင်းမှာရှိတဲ့ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုဖောက်ထွန်းတာမီးရှို့တာမိန်းကလေးတွေကိုလူမဆန်စွာမရင်းကျင်တပ်ဖြတ်တာဖမ်းဆီးနှိပ်တက်နှိပ်စက်တာတွေအပြင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေလက်နက်ကြီးတွေနဲ့ကြီးရွာတွေနဲ့ပြည်သူတွေတွေကိုရည်ရွယ်ချက်ရှိရှိပစ်ထုတ်တာတွေစားတဲ့မတရားမှုတွေကိုပုံစံမျိုးစုံနဲ့ရက်ဆက်စွာကျူးလွန်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်ရှုံးကောင်စီရဲ့မတရားမှုတွေဟာ ဘလောက်တောင်ဆိုသွားတယ်လဲရုံမာတယ်လဲဆိုတာကိုတိကျသေးကြသွားဖော်ပြဖို့ရန်လိုအပ်ပါတယ်ဒါမှသာလဲစစ်ရုံးကောင်စီရဲ့မတရားမှုတွေကိုကဘာကြီးတစ်ခုလုံးကမြင်သာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သတင်းဖော်ပြပုံမှတ်တမ်းတင်ပုံလွဲမှားသွားတာနဲ့ဒီအာနာသိန်းစစ်ရုံးကောင်စီကျူးလွန်နေတဲ့မတရားမှုတွေဟာဆိုရင် ပေါ်ပေါ်တန်တန်ဖြစ်သွားစေနိုင်ပါတယ်ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတည်င်းနေရေးတော့မယ်မှတ်တမ်းနေတင်တော့မယ်ဆိုရင်အခုကျွန်တော်ဖော်ပြပေးသွားတဲ့ဘား6လုံးကိုတိတိကျကျတေးတေးကျကျဖော်ပြပေးဖို့မှတ်တမ်းတင်ပေးဖို့လိုအပ်ပါတယ်လွန်ခဲ့တဲ့ရက်ကအာနာသိန်းစစ်ရှုံးကောင်စီကတပရင်းမြို့နယ်အိုထိန်လွင်ကြေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဖြစ်စဉ်ကိုကျွန်တော်ရဲ့မိတ်ဆွေတွေအတိပဲဖြစ်ပါတယ်ဒီဖြစ်စဉ်မှာဆိုရင်ကလေးငယ်20ကျော်နဲ့ဆရာမ2ဦးတို့တည်ဆုံခဲ့ရပါတယ်ဒီလူသားမဆန်တဲ့အဖြစ်အပျက်ကိုဒီစစ်ကောင်စီရဲ့လော်ဘီတွေကနေပြီးတော့မှ ဒါဟာသတင်းမှားကြီးပါ တော်လန်ကြီးအင်အားစုတွေနဲ့ဒီပြည်သူတွေကနေပြီးတော့တတ်တတ်မတ်เนาะလောက်ကြံလီစေပြီးတော့ဖော်ပြတဲ့သတင်းတွေဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ဖော်ပြပုံအားနည်းချက်တွေကနေပြီးသူတို့ကဒီကျွန်တော်တို့ရဲ့သတင်းအမှန်ကိုသတင်းမှားဖြစ်ဖုံးကွယ်ဖို့ကြိုးစားလာတာကိုတွေ့ရပါတယ်ဒါရီယာဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်သူတွေကဒီသတင်းတွေကိုဖော်ပြခဲ့တဲ့နေရာမှာ အချက်အလက်တွေလွဲမှားနေကြတာကိုသူတို့ကကောင်းကောင်းအသုံးချခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအနေနဲ့ဒီအာနာသိန်းစစ်ချုံးကောင်စီရဲ့မတရားမှုတွေအကြမ်းဖက်မှုတွေကိုမှတ်တမ်းလင်တော်မယ်သတင်းဖော်ပြတော်မယ်ဆိုရင်ဒီအချက်တွေကိုတိတိကျကျတည်တည်ချာချာလေးဖော်ပြပေးဖို့ရန်တော့ကျွန်တော်ထပ်မံပြီးတော့ပြောကြားလိုပါတယ်။အခုကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးသွားပြီဆိုရင်လည်းကျွန်တော်ရဲ့ comment ထဲမှာဒီဘား6လုံးကိုအခြေခံတဲ့ဒီသတင်းလေးတစ်ပုဒ်အဖြစ်အပျက်လေးတစ်ခုကိုစိတ်ကူးရင်ပြီးတော့ဖော်ပြကြည့်ကြရအောင်နော်။ ဒါမှသာလေကျွန်တော်တို့ကဒီလိုမျိုးအလေးအကျင့်ရှိတဲ့သတင်းမှန်မှန်ကန်ကန်တွေကိုရေးသားနိုင်မှာပဲဖော်ပြနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်နောက်ထပ်သောဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ရန်အတွက်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်